Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မိုင်းချန်ကနေကြိုဆိုပါရစေဆိုတော့မင်းညာကတော့ဒါပရီးမီးယားလိပွဲစဉ်32အဖြစ်စနေနေ့ပွဲစဉ်နေရှင်ပြိုင်ကစားခဲ့ကြတယ်ပေါ့နော်ဒီထဲမှာမန်ချက်စတာစီးတီးက Crystal Palace ကိုကျွန်တော်တို့5-2ကိုဆိုတဲ့ရလနဲ့ပြက်ပြက်တတအနိုင်ယူပြီးတော့ခံဘက်ပြန်လာနိုင်ခဲ့တယ်ဆိုတော့ Crystal Palace ဘက်က10မိနစ်မှာတည်း AZ ရဲ့ဂိုးနဲ့ဥဆောင်ထားတယ်လို့ဒါ Chris Richard ရဲ့27မိနစ်ကဂိုးနဲ့လည်းဥဆောင်ထားနိုင်ခဲ့တယ် ဒါပေမဲ့လို့ပေါ့နော်ကေဗင်ဒီဘရိုင်းမာမိုကူဘချစ်စ်လာပြီးလို့ရှင်မက်တီနဲ့ဒါအိုရိုင်လီတို့ရဲ့ twin goal တွေနဲ့ Manchester City ကပြန်လာနိုင်ခဲ့ပြီးတော့5 goal 2 goal ဆိုတဲ့ရလဒ်နဲ့အနိုင်ယူသွားတယ်ဆိုဒီပွဲကကျွန်တော်လုံးဝထင်မှတ်မထားတဲ့ဂိုးသွင်းရလဒ်ပဲသူတပြင်း Crystal Palace ဘက်ကလည်း Manchester City ကို2 goal ထိသွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်မှတ်ထားသလိုနော် Manchester City ကလည်း Crystal Palace ကို5 goal ထိသွင်းလိမ့်မယ်လို့ကျွန်တော်ယူဆမထားဘူးသူတပြင်းကတော့ဒီနေ့တင်းတွေးတဲ့အခါတိုင်းမှာ လောက်ထိဂိုးပြတ်တယ်ဆိုတာမျိုးကတော်တော်ရှားတယ်ပေါ့နော်ခရစ္စတယ်ပဲလီဆိုတာမန်ချက်စတာစီးတီးနဲ့တွေ့ရင်အမြဲတမ်းဒီပါကျတို့ဒီဂိုးမပေးရဖို့ကိုပဲဦးစားပေးကစားနေရတဲ့အတွက်ဘယ်တော့မှမလဲခရစ္စတယ်ပဲလီဘက်ကိုနှစ်ဂိုးထပ်ပိုသွင်းနိုင်ခဲ့တဲ့ပွဲဆိုတာလည်းမတွေ့ဘူးပေါ့နော်ဒါအပြင်နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲကတော့တချို့တွေ့ဘူးတယ်ဒါပေမဲ့အများဆုံးက ကိုမသွင်းနိုင်တာမျိုးတွေတကူပဲသွင်းနိုင်တာမျိုးတွေဒိုင်မိုဒီနဲ့ပဲပြီးသွားတာဒါပေမဲ့လို့နှစ်သင်းစလုံးကတော့ဒါဂိုးဒီအပြန်လှန်သွင်းရင်းနဲ့ကျွန်တော်တို့ဒါတော်တော်ကောင်းတဲ့ရလဒ်တကူကိုပေါ်ဆောင်သွားတယ်ပေါ့နော်ဒါဒီယာဒီကုန်လို့ရှိရင်မန်ချက်စတာစီးတီးကနေထွက်ခွာမဲ့ကေဗင်ဒီဘရိုင်းအတွက်လည်းနောက်ထပ်ဒါ performance count တခုကိုမြင်ရတယ်ပေါ့လေ De Bruyne တို့ပါလို့ဆိုလို့ရှိရင်လက်ရှိမှာ twin goal တွေရလဲအရေးကြီးတဲ့ပထမဆုံးချီပါ goal တွေပါပြီး twin နိုင်ခဲ့တာဆိုတော့ဆိုတော့ Manchester City ကကျွန်တော်တို့ဒီ2 goal နဲ့ရှုံးနေရကနေပြီးတော့ comeback ပြန်လာနိုင်ခဲ့တာပါ နောက်တစ်သင်းကဒါကျွန်တော်တို့ဒီ Creative Southampton နဲ့ဒါ Aston Villa ပေါ့နော်တန်းစင်သွားရပြီဖြစ်တဲ့ Southampton ကတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ Aston Villa ကိုအိမ်ဝင်းမှာလက်ခံကစားရင်ဘယ်လိုမှရှင်မကန်နိုင်ပဲနဲ့၃ခုပြည့်နဲ့ရှုံးနေပေါ့ဆိုတော့ Aston Villa အတွက်တော့ PSG နဲ့မကန်ခင်မှာအဝေးခွင်မှာဒီလိုရလက်ကောင်းမျိုးယူထားတာကဒါအပေါင်းလက္ခဏာပေါ့လေနော်ပြီးခဲ့တဲ့ Champions League ပွဲစဉ်မှာလည်း PSG ကိုသူ3-1နဲ့ရှုံးထားတယ်လက်ရှိအခုမှာဆိုလို့ရှိရင်လည်း ဟိုဒုတိယကြော့ကိုအိမ်ဝင်းမှာလည်းသူတို့လက်ခံကစားဖို့ရှိတယ်အဲ့ဒီမတိုင်ခင်မှာပရီးမီးယားလိမှာလိုအပ်တဲ့နိုင်ပွဲကိုယူထားနိုင်တာသူတပင်းတော့ချန်ပီယံစ်လိဝင်ခွင့်အတွက်အသေးအတန်ကျွန်တော်သာတွန်းအားတွေပေးနေရတာနော်ကျွန်တော်ဒီပရီးမီးယားလိကဒီအာဒီ၅၅သင်းတိချန်ပီယံစ်လိတက်ခွင့်ရမယ်ဆိုတော့အဆင့်၅နေရာအတွင်ဝင်အောင်ကြိုးပမ်းနေကြတဲ့အသင်းတွေထဲမှာအသင်း၄သင်းလောက်ရှိတယ် ဒီတော့ Aston Villa ကလည်း Champions League ကိုလည်းအာယုံဆက်ရတယ်လို့ပြည်တွင်းမှာလည်းအာယုံကယော့သွားလို့မဖြစ်ဘူးဒီလိုနေသားမျိုးတွေမှာ Aston Villa က Oliver Kings တို့ Daniel Melan တို့ John McGinn တို့ရဲ့ဂိုးတွေနဲ့၃ဂိုးပြတ်နေကျွန်တော်နိုင်နေပေါ့လေဆိုတော့ဒီပွဲနိုင်တဲ့အတွက်ကျွန်တော်ဒီတခြား Chelsea တို့ဘောနော်ဒီ Newcastle တို့မကန်ရသေးခင်မှာ Aston Villa ကအဆင့်၅နေရာကိုကျွန်တော်တက်လာပြီးတော့အဆင့်၄က Manchester City နဲ့ဒါတက်မှတ်အကွာ အဆင့်3က Nordian Forest နဲ့3မှတ်4မှတ်အကွာကိုကျွန်တော်ရောက်လာပြီဆိုတော့ဒါဟာတော်တော်ကိုကောင်းတဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောရမှာပေါ့လေဆိုတော့ဒါကြောင့်ပေါ့နော် Aston Villa က Champions League မှာနောက်တစ်ဆင့်တက်ဖို့ခဲယဉ်နေတာကြောင့်ကျွန်တော်တို့လီလက်ရှိ Premier League မှာ Top 4တွင်ဝင်အောင် Top 5တွင်ဝင်အောင်ပြန်ကြိုးပမ်းနေတာနောက်ထပ်တစ်ပွဲကတော့ Nordian Forest နဲ့ဒါ Everton တို့ပွဲပါအဆင့်3နေရာမှာရှိနေတဲ့ Nordian Forest ကကျွန်တော်တို့ဒီ အေဗာဒန်ရဲ့ကစားတဲ့ပွဲမှာဆိုလို့ရှိရင်ဒူဂူရီရဲ့ကျွန်တော်နောက်ကျကူနေပေါ့နော်ဝမ်းစီဆိုတဲ့ရတဲ့နဲ့ကျွန်တော်ရှုံးသွားတယ်အိမ်ဝင်းဖြစ်ပြီးတော့ကျွန်တော်ဒီပွဲမှာ Northern Forest ရဲ့ဘက်ကအရာရာလိုအပ်ချက်ရှိခဲ့တဲ့ပွဲလို့ကျွန်တော်ပြောရမယ် Forest ကဘယ်ဘက်ကပဲကျွန်တော်တို့ကြည့်ကြည့်အေဗာဒန်ကိုရှင်ကစားနိုင်စွမ်းကောင်းကောင်းမရှိခဲ့ဘူးပေါ့နော်ဒါအပြင် David Moyes ရဲ့အသင်းကဒီဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ကအများကြီးအပြောင်းလဲတွေလုပ်ပြီးတော့ပို့ပြီးတော့အချင်းချင်းကောင်းလာတာဆိုတော့ Northern Forest ဘက်ကတကယ်ကိုသတိထားရမှာအထူးသဖြင့်ခုနကကျွန်တော်တို့ဒီရှေ့မှာပြောသွားတဲ့ AB လာပွဲတို့လိုပဲ အဆင့်1 to 5ထိဝင်အောင်ကြိုးပမ်းမဲ့အခြေအနေမျိုးမှာသူတို့ကအဆင့်3နေရာကိုအမှတ်တရစောစောစီစီစုဆောင်းထားနိုင်ခဲ့တော့ပြဿနာတော့မရှိဘူးပေါ့လေဒါပေမဲ့လက်ရှိမှာဆိုလို့ရှိရင်အဆင့်4က Manchester City နဲ့ Nottingham Forest နဲ့ကြားထဲမှာနှစ်မှတ်ပဲကျွန်တော်တို့ကွာတော့တယ်နှစ်မှတ်ပဲကျွန်တော်တို့ကွာတော့တယ်နော်အဆင့်5က Aston Villa နဲ့ Nottingham Forest ရဲ့ကြားထဲမှာလက်ရှိ3မှတ်ပဲကျွန်တော်တို့ကွာတော့တယ်အဆင့်6ကတပွဲမကန်ရသေးတဲ့ကျွန်တော်တို့ Chelsea နဲ့သူတို့ကြားထဲမှာ၄မှတ်ပဲကျွန်တော်တို့ကွာတော့တယ် အဆင့်ခွန်ကနှစ်ပွဲမကန်သေးတဲ့ Newcastle နဲ့သူတို့ကြားထဲမှာဆိုလို့ရှိရင်လေးမှတ်ပဲကျွန်တော်တို့ကြွားတော့တယ်ဆိုတော့ Nottingham Forest တို့ရဲ့ Champions League ဝင်ခွင့်ကတော်တော်ကြီးကိုစိတ်ပူစရာကောင်းနေပြီဆိုတော့ဒါကြောင့်ပေါ့နော်ဒီထက်ပို့ပြီးတော့အမှတ်တွေထက်ရောက်လို့မရတော့ဘူးတော်တော်ဒီပွဲမှာသူတို့ရှုံးနေခဲ့တယ်တော်တော်ကြီးတော့ဒါအိမ်ဝင်လည်းဖြစ်တဲ့အတွက် Northern Forest တွေအထိနာမဲ့ပွဲလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒါနီပြဖြစ်သူကျွန်တော်ဒီ Nuno Santos နေနဲ့ရှေ့ပွဲဒီမှာတော့အမှတ်တွေထက်ရော့လို့မရတော့ဘူးပေါ့လေအဲနောက်ထပ်ကျွန်တော် Brighton နဲ့ Leicester City ပွဲမှာလည်းတစ်ဖက်ကနှစ်ကူးစီတည်ကြတယ် Joao Pedro က penalty တကူပါဝင် penalty နှစ်ကူးနဲ့ပေါ့နော်ကျွန်တော်ဒါ Brighton အတွက်နှစ်ကူးရယူပေးနိုင်ခဲ့တယ် Leicester City အတွက်လည်းကျွန်တော်ဒါဒီဗာလဲဒီ Mari Vidi တို့ဘာလို့ကတွင်းသွားတယ်နီပြဖြစ်တဲ့ Nistel Ryan အတွက်တော့ လက်စတာစီးတီးတင်းကိုကန်ပြီးကလေးကရလက်ဒီမကောင်းတာတော်တော်ကြာနေပါပြီတော်တော်လေးလက်ရှိမှာအချင်းကြီးစိုးနေတယ်ပေါ့နော်ဒီပွဲမှာ Brighton လိုအသင်းမျိုးကိုတည်ရည်တမှတ်ယူနိုင်ခဲ့တယ်ဆိုတာကတော့ကောင်းတဲ့အရာပါတော်တော်လေးပဲအဆင့်16နေရာမှာဝဲလေဖြစ်နေတဲ့ Leicester City တို့ကတန်းစင်းစုံကရုံးကန်ဖို့ကြိုးပမ်းနေတဲ့အနေထားမှာအချင်းကြီးမကောင်းဘူးလို့ကျွန်တော်ပြောရမယ် တက်နေနေများသုံးမှတ်ဒီဘာတွေရဖို့ကြိုးပမ်းမဲ့အခြေအနေမျိုးမှာတည်ရွေးကြသွားတယ်ပေါ့နော်လက်စတာအတွက်တန်းစင်းဖို့အတွက်ကအခြေအနေအများကြီးဖြစ်လာပါပြီနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါအာဆင်နယ်နဲ့ဒါဘရန်ဖို့ပေါ့လေကျွန်တော်ပွဲပြီးသုံးသက်ချက်ဗီဒီယိုတွေလုတ်ထားတယ်မကြည့်ရသေးလို့ချင်းညီကတို့တော့ကြည့်ပေးကြပါအောင်ဆိုတော့အာဆင်နယ်ကတော့1-1ဆိုတဲ့ရလနဲ့သူတို့ဂျီနက်ခဲ့ရတယ်သူတပင်းတော့ Champions League Real Madrid နဲ့ပွဲကပိုအရေးကြီးတဲ့အနေထားမှာအဲ့ဒီပွဲစဉ်ကိုအာယုံဆိုင်ဖို့ကြိုးပမ်းနေတဲ့အာဆင်နယ်ကကျွန်တော်ဒီပွဲမှာ အပြောင်းအလဲတွေ၅နေရာထိသူလှုပ်လာတယ် ငါးနေရာဒီသူလှုပ်လာပြီးတော့ကျွန်တော်တို့ဒီအပြောင်းလဲတွေနဲ့ပွဲထွက်လာတယ်။ပြိုင်ဘက်ကလည်းစစ်စတန်ကောင်းတစ်ခုရှိနေတဲ့အတင်းတင်းဖြစ်တဲ့တွေဘရန်ဖို့ကိုအပိုင်စီအသာစီနဲ့အရာအလုံးအသာစီရအောင်သူတို့ကစားနိုင်ခဲ့တယ်။တကူပဲဘရန်ဖို့ဘက်ကကျွန်တော်ကန်ချက်၃ချိန်မှ၂ချိန်တက်ပြီးတော့တကူပေးလိုက်ရတာကလွဲရင်သူတို့တိုင်ပတ်သွားတယ်ပေါ့နော်။ကျွန်တော်ဒီရလက်ကတော့အာဆင်နယ်ပရိသတ်တွေအတွက်အများကြီးဒေါသထွက်စရာဖြစ်လိမ့်မယ်လို့မထင်ဘူးပြိတ္တိတီဆိုတာကတော့ပွဲတိုင်းအနိုင်လူကျင်တာမှန်ပြီမြဲလေလို့ ဟိုဒီလိုပွဲမျိုးမှာကစားမတွေ9ယောက်လောက်ထိအပြောင်းလဲလို့အနာပေးထားတာတွေကိုကျွန်တော်ကြည့်ရင်ဘာကြောင့်ဆိုတာကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ်တခုပဲအာဆင်နယ်နေနဲ့ဒီလိုမျိုးအပြောင်းလဲတွေလုပ်ပြီးတော့အမှတ်တရထားတဲ့ပွဲစဉ်တွေရဲ့ရင်းနှီးမှုတွေကိုရီယယ်မက်ထရစ်နဲ့ပွဲစဉ်မှာအလဟတ်တမဖြစ်ဖို့လိုတယ်ရီယယ်မက်ထရစ်နဲ့ပွဲစဉ်မှာသူတို့က3-0နဲ့ပထမကျောနိုင်ထားပြီးသွားပြီဆိုတော့ဒါသူတို့အတွက်အခြေအနေကောင်းသွားပြီပေါ့လေဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ဒုတိယကျောရီယယ်မက်ထရစ်ကွင်မှာဘာမှမစိုးဖြစ်လာနိုင်သေးတယ်အဲ့ဒီဘာမှမစိုးဖြစ်လာနိုင်သေးတဲ့အခြေအနေမျိုးမှာ ဒီလိုမျိုးပွဲတွေရဲ့ရမှတ်ရော့ထားတာတွေကိုသူတို့ဒါတန်အောင်သူတို့လောက်ပြမှရမယ်နောက်ဆင့်ကိုတက်အောင်ဆွမ်းဆောင်ပြမှရမယ်အဲ့ဒီပွဲစဉ်တွေလူ900လောက်ထိသူအနားပေးလာပြီးတော့ဒုတိယပိုင်းကျမှပဲလူစားတွေပါတယ်လဲဆော့ကြတာဆိုတော့အာဆနယ်အနေနဲ့ပေါ့နော်ကျွန်တော်ဒီပွဲမှာလည်းကြောင့်အမှတ်ရော့ခဲ့ရတယ်ဆိုတော့အမှတ်ရော့ခဲ့တော့လီဗာပူးတင်းအတွက်တော့ကျွန်တော်ဒါဖလားရဖို့အတွက်နီးဆက်လာပြီပေါ့လေဒီနေ့လည်းလီဗာပူးတင်းကကစားဖို့ရှိနေသေးတယ်ဆိုတော့ဒါလီဗာပူးကကျွန်တော်73မှတ်လောက်ထိကျွန်တော်ဒါဖြတ်နိုင်မယ့်အခြေအနေမျိုးပေါ့ နော်ဆိုတော့ဒီ73မှတ်လောက်တိဖြတ်နိုင်မဲ့အခြေအနေမျိုးဒါဆိုလို့ရှင်တော့လေပေါင်းစင်းကဖလားရဖို့အတွက်ကလာ99ရာခံလုံးနီးပါတေချာသွားပြီလို့ကျွန်တော်ပြောရမယ်ပေါ့နော်အာဆင်နယ်ကလည်း top 4ပဲ Champions League ဝင်ခွင့်ကပဲမျောလင်းရတဲ့အခြေအနေမျိုးမှာမျောလင်းတော့တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် Champions League နောက်ဆုံးတွက်ဖို့ကသာသူတို့အတွက်အရေးကြီးဆုံးဖြစ်သွားပြီ။ဒါကြောင့်အဲ့ဒီဘက်ကိုအာယုံဆိုင်ထားတယ်ဆိုတော့ဒီရဲ့အမှတ်ရုံမှုတွေကတန်ဖို့လိုပါတယ်။နော်ဆိုတော့ ီကရိုနီနေရောဘယ်လိုမြင်ကြပါလဲဒါကတော့စနေနေ့ကစားခဲ့တဲ့ပွဲစဉ်တချို့ရဲ့ရလက်တီပေါ့လေကျွန်တော်တနင်္ဂနွေနေ့မှာလည်းဘောလုံးပွဲတွေကျွန်တော်ဆက်ပြီးတော့ရှိပါတယ်အဲ့ဒီပွဲစဉ်တွေအပြည့်အဝကျွန်တော်တွေ့ကြပါမယ်ကြည့်ရှုပါပြီးတဲ့ညီကူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်